္ဂလာပါရှင်ကျမကတော့ဂျာမုံပါစက်တင်ဘာ29ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရတွေကိုတင်ဆက်ပေးပါမယ်ရှင်အိန္ဒိယရုပ်ရှင်မင်းသားရဲ့ပါတီမဲဆွယ်ပွဲမှာလူတွေစုပြုံတိုးဝှေ့ကြရာက40နီးပါးသေဆုံးခဲ့ရပါတယ်တိုင်ဖုန်းမုန်တိုင်းကြောင့်ဗီယက်နမ်မှာအနည်းဆုံး10ဦးသေဆုံးကြောင်းထုတ်ပြန်လာတာပါဘန်ကောက်ကမြေကျွန်းကြိုင်ကြီးကိုမြေဖို့ပြင်းစင်းမှုတွေအခြေအနေတိုးတက်လာနေပါတယ်ဒီသတင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင် အိန္ဒိယမှာရုပ်ရှင်မင်းသားတယောက်ရဲ့ရွေးကောက်ပွဲကြိုမဲဆွဲမှုအတွင်းလူတွေတိုးဝေကြရာကလူ40နီးပါးလောက်သေဆုံးခဲ့ပါတယ်။စက်တင်ဘာ29ရက်နေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးအခုအခါမှာအမှုဖွင့်စုံစမ်းမှုတွေလှုပ်ဆောင်နေကြောင်းတမီနာဒူပြည်နယ်အုပ်ချုပ်ရေးမှူးစတာလင်ကပြောပါတယ်။အဲ့ဒီမဲဆွဲဟောပြောပွဲတွင်လူတွေစုပြုံတိုးကြရင်အချင်းချင်းနင်းမိရာက39ဦးသေဆုံးပြီး52ဦးအပြင်းထန်ဒဏ်ရာရခဲ့ကြောင်းအသိပေးပါတယ်။သေဆုံးသူတွေထဲမှာကလေး9ဦးပါဝင်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့ကာရူရာဒေသတွေကမဲဆွယ်ပွဲကိုတော့ရုပ်ရှင်မင်းသား VJ ရဲ့ပါတီဖြစ်တဲ့တမီလာကာဗက်ထရီကဇာဂမ်ကကြီးမှုကျင်းပခဲ့တာပါ VJ ဟာဘောလီဝုဒ်ရဲ့တမီရုပ်ရှင်ရဲ့ဝန်မှာအအောင်မြင်ဆုံးမင်းသားတက်လက်လေးဖြစ်ပါတယ်2024ခုနှစ်မှာတော့သူ့ရဲ့ကိုပိုင်နိုင်ငံရေးပါတီကိုထူထောင်ခဲ့ပြီးပြုလုပ်ခဲ့သမျှမဲဆွယ်ပွဲတွေမှာထောင်ထောင်ချီများပြားတဲ့ထောက်ခံသူတွေပြည်သက်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ် သူကအိန္ဒိယနိုင်ငံရေးလောကမှာလက်ရှိဝန်ကြီးချုပ်နာရန္ဒရာမိုဒီရဲ့ဘာရာရတ္တယာဂျနတာပါတီကြီးစိုးနေမှုကိုပါရေရှည်မှာစင်ခေါ်သွားဖို့ရည်ရွယ်ကြောင်းကြွေးကြော်ထားပါတယ်လက်တလုံးမှာတော့သူ့ပါတီဟာ2026နှစ်စပိုင်းမှာကျင်းပမယ့်ပြည်내တွင်ရွေးကောက်ပွဲတွေအတွက်မဲဆွယ်လှုပ်ရှားနေတာဖြစ်ပါတယ်မဲဆွယ်ပွဲမှာအရှုပ်ထွေးတွေဖြစ်လာတဲ့အချိန်ကားတစည်းပုံမှာရှိနေခဲ့တဲ့ VJ ကမူးဝေဖြော့တော်နေတဲ့ထောက်ခံအားပေးသူတွေဘက်ရေဘူးတွေပစ်ပေးနေတာကိုလည်းတွေ့ခဲ့ရပါတယ် နောက်တော့လူအုပ်ကထိမရအောင်ဖြစ်လာတဲ့အချိန်မှာသူကရဲရီစီဆက်သွဲပြီးအကူအညီတောင်းခံခဲ့ပါတယ်။ဖြစ်ပျက်သွားခဲ့တဲ့အခြေအနေတွေအတွက်သူလည်းရင်ကွဲမတက်ခံစားခဲ့ရကြောင်းထိခိုက်သေးဆုံးခဲ့သူအားလုံးအတွက်ကြေကွဲနာကျင်နေမိကြောင်း VJ ကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်။သူကဒဏ်ရာရသူတွေအများဆုံးပြန်လည်တက်သားလာဖို့လည်းဆုတောင်းပေးထားပါတယ်။ပြည်내အုပ်ချုပ်ရေးမှူးစတာလင်ကတော့ဖြစ်စဉ်နဲ့ပတ်သက်လို့အလေးအနက်စုံစမ်းမှုတွေလုပ်ဆောင်မယ်လို့ကတိပေးခဲ့ပြီး အဲ့ဒီအတွက်လည်းအငိမ့်စားတရားသူကြီးတဦးဦးဆောင်တဲ့ကော်မရှင်တစ်ခုကိုတာဝန်ပေးထားကြောင်းဆိုပါတယ်။စတာလင်ကလူနင်းခံရပြီးတေဆုံးခဲ့သူတွေရဲ့မိသားစုတွေကိုရူဘီငွေတသန်းစီပေးအပ်သွားမယ်လို့လည်းပြောပါတယ်။အဲ့ဒီငွေပမာဏကဒေါ်လာ1000 1000လောက်နဲ့ညှိမျှပါတယ်။ VJ ရဲ့ပါတီကကျင်းပတဲ့မဲဆွယ်ပွဲတွေမှာလုံခြုံရေးဆိုင်ရာပြဿနာတွေဖြစ်ခဲ့တာဒီတစ်ချိန်ကပထမဆုံးတော့မဟုတ်ပါဘူး။မနေ့ကအော်တိုဘာလတုန်းကလည်းပါတီရဲ့ပထမဆုံးလူထုတွေ့ဆုံပွဲကိုကျင်းပတော့ကအ ਨੇ ဆုံး6ဦးလူပိသေဆုံးခဲ့ကြောင်း မီဒီယာတွေကဖော်ပြကြပါတယ်။အိန္ဒိယဝန်ကြီးချုပ်မူဒီကတော့တမီးနာဒူးရဲ့ကာရူရာမြို့မှာဖြစ်ခဲ့တဲ့တရင်ကြားခဲ့ပြီးအထူးဝန်ထဲကြေကွဲကြောင်းလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်ရှင်။ဗီယက်နမ်နိုင်ငံမှာတဲဖုန်းမုန်တိုင်းဘူအာလွိုင်ဝင်ရောက်တိုက်ခတ်မှုကြောင့်လူ၈ဦးသေဆုံးပြီး၁၈ဦးပျောက်ဆုံးနေကြောင်းသိရပါတယ်။ဘူအာလွိုင်ဟာအစောပိုင်းတုန်းကဖိလစ်ပိုင်နိုင်ငံမှာလဲထိခိုက်သေးခြင်းမှုတွေဖြစ်ပေါ်စေခဲ့တာပါ။အဲနောက်စက်တင်ဘာ29ရက်နေ့မှာဗီယက်နမ်နိုင်ငံအလဲပိုင်းကို အရှိတ်ကန်းချီကနေစတင်ဖျက်ကျော်ခဲ့တာဖြစ်ပါတယ်။လောလောဆယ်မှာတော့မုန်တိုင်းကဗီယက်နမ်ပိုင်နက်ကိုကျော်လွန်လာပြီးလာအိုပိုင်နက်ထဲဝင်ရောက်နေပါတယ်။ဘူအလိုင်းဟာဘူပိုင်းမုန်တိုင်းရဲ့အဆင့်ကနေတိုင်ဖွန်းဖြစ်အားကောင်းလာပြီးဗီယက်နမ်ကိုဖျက်ဆီးခဲ့တာပါ။မုန်တိုင်းကြောင့်ဗီယက်နမ်မှာမိုးသည်သည်ထန်ရွာသွန်းမှုတွေ၊လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့တချို့ကန်းချီတွေမှာလည်း10မီတာလောက်ထိမြင့်တဲ့လှိုင်းလုံးကြီးတွေဖြစ်ပေါ်ခဲ့ပါတယ်။မုန်တိုင်းကြောင့်အသေးအပြောက်10ဦးထိစီးရင်ရထားပြီး ကွမ်ထရီပြည်နယ်ထဲမှာတော့တငါသည်16ဦးပျောက်ဆုံးနေတယ်လို့အာနာပိုင်တွေကပြောပါတယ်ဘူအလိုက်ဟာဗီယက်နမ်ကမ်းခြေကိုစတင်ဝင်ရောက်ခြင်းတုန်းကတနာယီ119ကီလိုမီတာနှုန်းလောက်လေးတိုက်အားရှိခဲ့ပေမဲ့အခုတော့တနာယီကို84ကီလိုမီတာနှုန်းလောက်ထိအားပြော့သွားပြီဖြစ်ပါတယ်မုံတိုင်းဖြတ်တန်းရလမ်းတစ်လျှောက်မှာအင်ဂျီ300လောက်အပြက်စီးတွေရှိခဲ့ပေမဲ့အရန်ဆူဆူရွရွထိခိုက်ဆုံးရှုံးမှုတွေတော့မကြုံခဲ့ရပါဘူးမုံတိုင်းမဝင်ရောက်ခင်ကတည်းကအန်ဒီယေဇုံတွေမှာနေထိုင်သူ3000နီးပါးလောက်ကို ကြိုတင်ရွှေ့ပြောင်းထားခဲ့တယ်လို့လေရင်ခရီးစဉ်အများပြောက်လဲရွှေ့ဆိုင်ထားစေခဲ့ပါတယ်။ဘူအလိုက်ဟာစောပိုင်းကဖိလစ်ပိုင်နိုင်ငံကိုလည်းဖြတ်တန်းတိုက်ခတ်ခဲ့တာကြောင့်လူ10ဦးထပ်မံအသက်ဆုံးရှုံးခဲ့ပါတယ်။ဗီယက်နမ်ဟာတောင်တရုတ်ပင်လယ်နဲ့ရှီလျားတဲ့ကမ်းရိုးတန်းမျိုးထိစပ်နေပြီးနှစ်စဉ်တိုက်ဖုန်းမုန်တိုင်းတွေဝင်ရောက်မှုတန်းကိုကြုံတွေ့ခံစားရလေရှိပါတယ်။အခုနှစ် January ကနေ August လအတွင်းဗီယက်နမ်မှာသဘာဝဘေးတွေကြောင့်တိုက်ဆုံးပျောက်ဆုံးခဲ့သူရေအတွက်ကလည်း185ဦးထပ်မံရှိခဲ့ပြီဖြစ်ပါတယ်ရှင်။ ိုင်းနိုင်ငံဘန်ကောက်မြို့ရဲကလမ်းမတစ်ခုမှာရုတ်တရက်ဖြစ်ပေါ်ခဲ့တဲ့အေယာမမြေကျွန်းကြံ့ကြီးကိုမြေပြန်ဖုံးမှုတွေအခြေအနေတိုးတက်နေကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းက Samsung လမ်းပေါ်က Vajira ဆေးရုံရှိမှရှိတဲ့ကတ္တရာလမ်းမှာမီတာ90လောက်နဲ့တဲ့မြေကျွန်းကြံ့ကြီးရုတ်တရက်ဖြစ်ပေါ်ခဲ့တာပါ။အလျားနဲ့အနံမီတာ30လောက်ထိကြီးမားတဲ့အဲ့ဒီအေယာမကျဉ်းကြံ့ကြီးကိုမြေပြန်ဖုံးနိုင်အောင်စောပိုင်းမှာကွန်ကရစ်ဖြော်ရည်တွေလောင်းထည့်ခဲ့ပေမဲ့ အနည်းမှရှိတဲ့မြေအောက်ယထာဥမေတစ်ခုဘက်ကိုစီးဝင်သွားခဲ့တာကြောင့်အင်ဂျင်နီယာတွေအခက်ကြုံခဲ့ရပါတယ်။ဒါပေမဲ့အခုတော့အဲ့ဒီကျင်းကြီးကိုကွန်ကရစ်ရေတွေနဲ့ပြန်ဖြည့်ပြီးညှိဖို့တဲ့လုပ်ငန်းကအချိန်ရလာနေပါပြီ။စက်တင်ဘာ30ရက်နေ့ကျရင်တဲရီအများအပြားနဲ့ညှိထပ်ဖို့နိုင်အောင်စီစဉ်ထားတယ်လို့သိရပါတယ်။မနေ့ကတင်လမ်းပြင်အလုပ်သမားတွေဟာကျင်းကြကြီးထဲမှာပိတ်ဆို့နေတဲ့ဆက်သွယ်ရေးကေဘယ်ကြိုးလိုင်းတွေကိုရှင်းလင်းဖြတ်တောက်ခဲ့ပြီးကွန်ကရစ်ရေတွေယိုစိမ့်ထွက်တဲ့အပေါက်ကိုလည်းပိတ်နိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကတော့အနီးတစ်ဝိုက်မှာမြေကျုံမှု NDA ကြီးကြီးမားမားကြုံနေရတဲ့ Samsung ရဲစခန်းအပါဝင်အဆောက်အုံတွေရဲ့အောက်ခြေ foundation တွေကိုအရေးပေါ်အားဖြည့်ပေးဖို့ဖြစ်တယ်လို့ဆိုပါတယ်။တည်ယူဖို့ဆောင်ရည်ဝန်ကြီးဖြစ်လဲဘူးတွဲတာဝန်ယူထားတဲ့ဒူဝန်ကြီးချုပ် FIFA Richard Kit Brogan ဟာမနေ့ကအခင်းဖြစ်တဲ့နေရာကိုတွားရောက်စစ်ဆေးခဲ့တယ်လို့ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေမှာနှောက်နှေးမှုမရှိစေရဘူးလို့ဒေသခံတွေကိုကတိပေးခဲ့ပါတယ်။မြေကျုံကြိုက်ထဲမှာစောင့်ကြည့်ကင်မရာ၁၀လုံးကိုတပ်ဆင်ထားပြီး မြေသားလှုပ်ရှားမှုတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနေကြောင်းဆောက်လုပ်ရေးဝန်ထမ်းတွေရဲ့ဘေးကင်းမှုကအမြဲတမ်းဦးစားပေးအဆင့်ရှိနေမှာဖြစ်ကြောင်းလဲဒုဝန်ကြီးချုပ်ကဆိုပါတယ်မြေကျွန်းကြကြီးနဲ့ကက်ရက်ရှိနေတဲ့ဗာဂျီရာဆေးရုံကိုတော့ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပါရရှင် People's Print ရဲ့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်